ခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံသားတွေကိုပဋိပက္ခများထပ်မံမပြုလုပ်ဖို့မလေးအစိုးရသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံတွင်မြန်မာရွှေပြောင်းလူသမားတွေကိုတပ်ဖြတ်ခဲ့တဲ့တရားခဏ်တွေကိုလိုက်လံဖမ်းဆီးခြင်းမပြုဘဲမလေးရှားအစိုးရကမြန်မာနိုင်ငံသားတွေကိုပဋိပက္ခများထပ်မံမပြုလုပ်ဖို့ကြာသပတေးနေ့ကသတိပေးပြောကြားခဲ့ပါတယ်။လက်ရှိမှာကွာလာလမ်ပူရှိလက္ခဏာစည်းတစ်ခုမှာမေလနောက်ပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းမလေးရှားနဲ့မြန်မာနှစ်နိုင်ငံစလုံးကအခိုင်အမာပြောကြားခဲ့ပြီးမြန်မာနိုင်ငံသားတွေကိုနေရာပြောင်းဖို့ မြန်မာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဇွန်လ13ရက်နေ့ကပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံမျိုးတော့ကွာလာလမ်ပူးအနီးတစ်ဝိုက်မှာတော့ဖြစ်ပွားခဲ့တဲ့ခိုက်ရန်ဖြစ်ပွားမှုပဋိပက္ခတွေကြောင့်စိုးရိမ်မှုများရှိနေကြပြီးမလေးရှားအနာပိုင်တွေကအဆိုပါပဋိပက္ခတွေဟာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးပဋိပက္ခအတွက်ဂလက်စားချေဖို့ကြိုးပမ်းခဲ့တဲ့မွတ်စလင်တွေကမြန်မာဗုဒ္ဓဘာသာဝင်တွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဒုတိယနိုင်ငံသားရေးဝန်ကြီးဦးစင်ရောကမြန်မာနိုင်ငံမှာအရင်နှစ်ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအတွက်ဘာသာရေးလက်စားချေမှုအကြောင်းပြကကွာလာလမ်ပူရှိဒုစရိုက်အဖွဲ့တွေကအခွင့်အကောင်းယူလှုံ့ဆော်ခြင်းဖြစ်နိုင်ကြောင်းဘာသာရေးနဲ့မဆက်နွယ်ကြောင်းအဆိုပါပဋိပက္ခတွေမှာဒေသခံမလေးရှားနိုင်ငံသားများမပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။ခုလက်ရှိထိန်းသိမ်းထားခံရတဲ့လူတွေကိစ္စကိုဘယ်လိုဖြေရှင်းဆောင်ရွက်ပေးမလဲ။ဒါတော့လက်ရှိ စာရေးစာတမ်းမရှိလို့ပေါ့နော် UX ကြီးအကအတူတွေကင်လို့ဒီလိုဖန်ဆီးထိန်းသိမ်းထားတာသူတို့သူတို့ဆင်းရဲရအောင်ဆိုရှင်ရောက်300 900ရောက်ပေါ့ခုနကပထမဦးဆုံးဖန်တဲ့တော့မှာတည်း66ရောက်စာရေးစာတမ်းမရှိလို့နောက် UX ကြီးအကအတူကင်လို့50နဲ့900ရောက်နောက်တစ်ခါနောက်တစ်ခုဖန်တဲ့ချိန်မှာထောက်ထားမရှိလို့စာရေးစာတမ်းရှိလို့54ရောက်ဟုတ်ကဲ့ဗျာဒီကနေသူတို့ဖန်ထားတယ်လို့ပြောတယ်ပြောပြီးတော့မှဒီလူတွေဟုတ်ဘူး redemption camp မှာထားထားတာထားထားပြီးလို့ရှိရင်တရားရုံးတယ်မှာတရားရုံးတယ်မြေမှာနှစ်ပတ်တွင်းမှာအဆုံးပြတ်ပြီးမယ်အဆုံးပြတ်ပြီးပြီးပြီးမယ်ပြီးတဲ့အခါမှာဒီတရားစီဘယ်လိုဆောင်ရဖို့အဲ့တော့အဲ့ကြလို့ရှိရင်မေးမယ်ပြန်ညာလာဆက်ပြီးတော့ဒီမှာအလုပ်လုပ်ချင်တာပေါ့သူတို့ရဲ့စံတဲ့အတိုင်းဆောင်ရွက်ပေးမယ်လို့ပြောပါတယ်ဟုတ်ကဲ့အဲ့တော့ဒါပေမဲ့ခုန UAC ကကံမျိုးလို့အတုလုပ်ပြီးတော့ခြိုင်တဲ့ဟာတော့ သူကသူ့ရဲ့ရာဇမှုကျွန်းလွန်တာမျိုးဖြစ်နေတဲ့အတွက် overstate နေတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ဒီဟာကိုတော့သူကဒီပြုတ်မှုတစ်ခုနေနဲ့ပြန်ပြီးတော့ပို့လာတော့သူလုံးလုံးနေဆိုဟုတ်ကဲ့ကဲ့ပို့တယ်ဆိုတာကဝင်ပြီးလဲဆိုတာမြန်မာနိုင်ငံကိုပြန်ပြန်ပို့တယ်လို့ပြောမယ် criminal case တကူနေနဲ့ပြန်ပို့တယ်လို့ဟုတ်ကဲ့ခင်ဗျာကိစ္စမျိုးอ่ะဒီ အမှတ်တမဲ့ဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့ဒီနောက်ကွယ်ကနေဒီဇုံတယောက်ကဒီခြေခိုင်းလို့ဆိုတဲ့ပုံစံမျိုးလည်းပြောပါတယ်အစောဝင်းကြီးတို့အနေနဲ့ရောဘယ်လိုတုံးသက်မိတယ်လဲခင်ဗျာဒီနောက်ကွယ်ကနေဒီလိုတုံးဆောင်မှုတွေလုပ်ပြီးမဖြစ်ဖြစ်အောင်လုပ်တယ်လို့လုပ်တဲ့လူတွေရှိနေတယ်လို့ယူဆပါသလားခင်ဗျာယူဆပါတယ်ဟုတ်ကဲ့အဲ့ဒီလူတွေကဘယ်ဟာဖြစ်နိုင်မလဲခင်ဗျာအဲ့ဒီကတော့ဘာလို့ယူဆတယ်ဆိုတဲ့ဟာလေးအရင်ရှိတာဟုတ်ကဲ့ဘာလို့ဆိုတော့ဖြစ်စဉ်ကရခိုင်ကလည်းဒီနေပြည်မှာဖြစ်နေတယ်ပေါ့ဟုတ်ကဲ့ဒါပေမဲ့လည်းရခိုင်ကလည်းဒီမှာလူတက်မှုတွေ တန်ရဖြစ်ပွားမှုတွေမြေစေပွားမှုတွေဖြစ်တယ်။ဒါပေမဲ့ဖြစ်စဉ်ကရက်ကစိတ်သွားတာပေါ့။ရက်ကစိတ်သွားဆိုတော့30နေရဖြစ်တယ်။30တရနေရဖြစ်တယ်။10နေရဖြစ်တယ်။10နေရဖြစ်တယ်။30နေရဖြစ်တယ်ဆိုတော့ဒါဆက်ဖြစ်သွားတယ်။ဖြစ်တိုင်းဖြစ်တိုင်းလည်းမြန်မာလူမျိုးတွေပေါ့မြန်မာပြည်ကလာတဲ့လူတွေပေါ့။လာပြီးတော့မှပါဝင်ပတ်သက်နေရထိခိုက်လာနေရတယ်ပတ်သက်နေတာဒါမျိုးတွေ့ရတဲ့အခါမှာဟို တစုံတစ်ယောက်ရဲ့လှုပ်ဆောင်မှုမရှိပဲနဲ့ပေါ့နော်။ဒီဟာတွေကယုံကြည်ကောက်ပြီးဖြစ်လာတယ်။ဟုတ်ပါဘူး။ဒါပေမဲ့ဒီလှုပ်ဆောင်မှုကြောင့်တက်တက်ချလုပ်တာမျိုးပဲနဲ့ရခိုင်ရန်ညိုးရန်တင်းဒါမျိုးအစအနာတွေရှိတယ်။စကြက်လူတာတွေရှိ။ဟုတ်ကဲ့ဗျာဟုတ်ကဲ့။ခိုင်ဂုံးခိုင်ဖွဲ့ပြီးတော့မှဟုတ်။နိုင်ကျင်တာတွေရှိတယ်။ဟုတ်ကဲ့ဗျာ။ဒီလိုမျိုးနဲ့ပေါင်းပြီးတော့မှဆောင်ရွက်လိုက်တယ်ပေါ့။ဟုတ်ကဲ့ဗျာ။ဒါကအုံချုပ်ပြီးတော့မှဖြစ်ပြနေတဲ့အခြေအနေနဲ့ချုပ်ပြီးတော့မှဒီလိုဆောင်ရွက်လိုက်တယ်လို့ယူဆမိတယ်။ တရခံပေါ့တရခံနဲ့ပတ်သက်လို့ရောဒီ BDA ဝန်ကြီးဌာနဘက်ကဘယ်လိုစုံစမ်းပေးမလဲဘယ်လိုဖော်ထုတ်ပေးမလဲလို့ပြောခဲ့တာဆက်နေချင်လို့ရှင်လေဒီမှာဆက်နေချင်လို့ရှင်လေသူ့ရဲ့ဆန္ဒအတိုင်းပေါ့ဆောင်ရွက်ပေးဖို့တည်းစီစဉ်နေတယ်အဲ့တော့တရားဝင်နေလို့ရအောင်ပေါ့ဟုတ်ကဲ့ဗျာတိုင်ဝင်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဆောင်ရွက်သွားဖို့အစီအစဉ်ရှိတယ်ဆိုပြီးပြောလိုက်ပါတယ်ဟုတ်ကဲ့ဒါကခုလက်ရှိအနေထားပေါ့ဟုတ်ကဲ့ဒုတိယတစ်ချက်ကတော့ဒီဆက်ပြီးတော့အလုပ်လုပ်ကြရင်လူတွေအတွက် ကာဝယ်ဘယ်လိုပြေးမလဲကာဝယ်ပြေးတဲ့အခါမှာလေခုတက်ခတ်မှုတွေကျုံလုံးခဲ့တဲ့လူတွေပေါ့အဒီလူတွေကိုဖမ်းဆီးပေါ်ထုတ်ပြီးတော့မှအရေးယူထရီယောက်ရေးပြီးပြေးမယ်ဆိုလို့ရှိရင်ဆက်နေတဲ့လူတွေကဟုတ်ကဲ့အတဲခံနေတော့မိသွားပြီဟုတ်စိတ်ချလက်ချနေနိုင်နေဆိုတော့ဘာမျိုးခံစားလို့ရတယ်ဟုတ်ကဲ့ဗျာအဲ့တော့အဲ့လိုဘာမျိုးဘယ်လိုဆောင်ရွက်ပြေးမလဲဟုတ်ကဲ့ဆောင်ရွက်ပြေးနိုင်လဲဆိုတော့သူတို့ကတော့ဒီအမြန်ဆုံးဒီတရားခံတွေပေါ်ထုတ် ုံမှန်ပြီးတော့လုပ်ဖို့လုပ်တယ်ဟုတ်ကဲ့သူတို့တွေးရှိတာကတော့ဆလာဆလာရန်ဈေးပေါ့ဈေးကအကုန်ဈေးတိုင်းကြီးလည်းဖြစ်တယ်ဟုတ်ကဲ့နောက်နေရာကလူတွေလည်းစုပ်တယ်နိုင်ငံပေါင်းစုံအနေနဲ့လည်းရှိနေတယ်ဈေးရိုက်ကျမ်းနဲ့လည်းဟိုပါပေါ့အထူးသတိထားပေါ့သူ့မြေရဲ့သုံးလားအထူးသတိထားစောင့်ကြည့်နေရတဲ့နေမြေဖြစ်တယ်မွေးဆွေးဝါးမှုတွေလည်းမကြခဏဖြစ်တယ်အဲ့တော့ဒီဟာကိုစောင့်ကြပြီးတည်ရှိသူကဂိုင်းကနအနေနဲ့ဖြစ်တာမျိုးတွေ့ရတယ်အဲ့တော့တွေ့ရတော့ ဒီရတွေကိုခေါ်ယူပြီးတော့မှစောင့်ကြည့်တာတော့တတိပေးရတော့ပေါ်ထုတ်တာတော့စုံကန်းတာတော့အတင်းကြလိုက်တဲ့အခါမှာတော့ဘူးအနေထားတွေကရဆိုင်သွားတယ်ပေါ့ဆိုတော့ဆက်လက်လဲပေါ်ထုတ်စုံကန်းပေးသွားမယ်တရားဥပဒေကြောင်းရကာဝယ်ပေးတာတရားဥပဒေနှီးနှိုင်းရအရေးယူဆောင်တာဖြစ်အောင်လုပ်ပေးမယ်ဆိုတော့ပြောလိုက်ပါတယ်ဟုတ်ကဲ့လူကဝင်ကြီးတွေတွေ့တယ်ဟုတ်ကဲ့သူတို့နဲ့ကြတော့ဘယ်ပါတယ်ပြည့်တဲ့ခါကြတော့သူကဘာဖြစ်လာလဲဆိုရင်သူတို့စိုးရင်စိတ်ကတော့ ဒီမှာအလုံးလုံးနေတာအဆင်ပြေမပြန်မှနဲ့ပေါ့တယောက်ဆက်နေအများကြီးပြန်သွားမှာသူတို့ဆိုရင်ဟုတ်ကဲ့ပါဟုတ်နော်ထို့သူပဲကူကူပဲအပေါ်မှာစီဝေးလုပ်နေတဲ့ကိစ္စကလေလုပ်ငန်းရှင်တွေအကုန်စုပြီးလာပြောရတယ်ဟုတ်ကဲ့သူတို့တို့ဘယ်လိုတော့ပြောလဲ Facebook ကိုဖတ်ပါလဲကွာဒီ Facebook ကြောင့်ခရဲဖြစ်တယ်အဲဒါကြောင့်တို့တကယ်တမ်းကျရင်မင်းတို့လူကမာတွေပြန်သွားမှာဆိုရင်မင်းတို့လူကမာတွေငွေတို့သားသမီးတွေမချဆောက်ရှောက်ပေးပါဦး ဟုတ်ကဲ့ဗျာငါတို့လည်းဒါလည်းဟိုမှန်တာမီဒီယာရောတခြားရောအကုန်လုံးဖွင့်ပြောပေးမယ်တဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့လည်းဒီမေးကြည့်တဲ့အခါကျတချို့ကလည်းပြန်ကျင်တယ်တချို့ကလည်းပြန်ဖို့ရမှာနည်းနည်းဟိုဘက်ဘက်ဟိုဘက်ကအစီအစဉ်တွေကိုနည်းနည်းစဉ်းစားရတာရှိနေသေးတယ်ပေါ့ဆိုတော့တချို့စာကျုပ်စာတမ်းကိစ္စတကယ်လို့ပြန်မယ်ပြန်ကျင်တယ်ဆိုတဲ့လူတွေအတွက်ကောဟိုဒီစာကျုပ်ပိုင်းဆိုင်ရာကိစ္စမျိုးတွေရောအဲလိုဆွေးနွေးခဲ့တာမျိုးရှိသလားဗျာအဲ့ဒါကတော့အလုပ်ရှင်နဲ့ဗာနဲ့ဆွေးနွေးရမှာဆိုတော့အခုဒီဘက်တချီနဲ့ဟုတ်ကဲ့အလုပ်ရှင်ဒီဘက်တချီနဲ့ ်တန်ယုံရဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလေးကတော့ဝိုင်းပြီးတော့နည်းနည်းဆွေးနွေးပေးမယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဆွေးနွေးပေးမယ်ဆိုတဲ့အတွက်အဆင်ပြေလက်ရှိမလေးရှားမှာမြန်မာနိုင်ငံသား35,000အလုပ်လုပ်ကိုင်နေပြီး၎င်းတို့အနက်34,000ဟာတရားမဝင်လုပ်ကိုင်နေသူများဖြစ်ကြောင်းမလေးရှားဒုတိယပြည်ထောင်စုဝန်ကြီးဝင်ကျူနိုင်ဒီဂျဖာကပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံမှာဒုက္ခသည်အဖြစ်ဆင်းရဲပေးနေထိုင်သူမြန်မာနိုင်ငံသား6,500ရှိကြောင်းကုလသမဂ္ဂစည်ရင်ပြုစုချက်များအရသိရပြီး၎င်းတို့အနက်28,000ဟာဘင်္ဂါလီများဖြစ်ကြပါတယ်ရှင်။